မရက်စကကမှာကြီးမားတဲ့နိုင်ငံရေးတခုပြဿနာတခု ဖြစ်ပေါ်နေပါတယ်စစ်တပ်ကအစိုးရကိုထိန်ချုပ်လိုက်ပြီဖြစ်တယ်၎င်းတို့ကသမ္မတအန်ဒရေးယာဂျယ်လီနာကိုပါလီမန်မှာဖယ်ရှားလိုက်ပြီးရပ်ပိုင်းအကြမ်းမှာယာယီအစိုးရတခုဖွဲ့စည်းမယ်လို့ကြေညာခဲ့ပါတယ်တရင်ချင်းမြင့်များစွာကသမ္မတခါနိုင်ငံမှာထွက်ခွာသွားပြီလို့လည်းဆိုတယ်သူဟာလူထုအထူးကယုံများနဲ့လူငယ်များစနာပြမှုများကြောင့်ထွက်ပြေးခဲ့ရပါတယ် နိုင်ငံဟာ net ဆိုင်တဲ့စီးပွားရေးအကျတဲတွေနဲ့လည်းရင်ဆိုင်နေရပါတယ်လက်စစ်တအားပြတ်တောက်မှုနဲ့ဈေးနှုန်းမြင့်တက်မှုတွေကြောင့်စန္ဒပြမှုတွေစတင်ပြီးတော့ဖြစ်ပွားခဲ့ရမှာယခုအခါမှာစနစ်ကျော် အတွင်းအကြီးမားဆုံးနိုင်ငံရေးအကျတဲဖြစ်လာခဲ့ပါတယ်၎င်းကမာဒဂတ်စကာမှာစစ်တကအာနာဒိုပြန်လည်ရောက်ရှိလာတာကိုပြသပါတယ်သူကျင်နာချက်ကအောက်တိုဘာ16ရက်မှာထုတ်ပြန်ခဲ့ပါတယ်အဓိက အရာရှိတူဖြစ်တဲ့ဘိုမူဂျီ မိုက်ကယ်ရန်ဒီနီယာဆိုတဲ့ထူးတောက်ဖက် CPSA ထိမှနိုင်ငံပိုင် ရုံတန်းလိုင်းမှာကြေကြာခဲ့ပါတယ်သူကစစ်တပ်က2010ဖွဲ့စည်းပုံအခြေခံဥပဒေကိုရပ်ဆိုင်းပြီးယာယီအစိုးရတခုဖွဲ့စည်းမယ်လို့ဆိုပါတယ်သူကဤလိုပြောကြားခဲ့ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအချိန်များစွာချိုးဖောက်မှုလူအခွင့်အရေးကိုမလေးစားမှုနဲ့နိုင်ငံတရားစတဲ့တွေကိုခိုးယူမှုမျိုးကြောင့်ကျွန်တော်တို့ စီဝါကြီးဟာပုံမဆိုးဝလာနေတယ်။လူငယ်များစွာကနိုင်ငံကထွက်ခွာနေကြတယ်။ကျွန်တော်တို့ယာကြီးအစိုးရအဖွဲ့ဝင်တွေဟာဤအမိတ်အမ2025-1-01ကိုကျင်းညပါတယ်။၎င်းဟာ2010ဖွဲ့စည်းပုံအခြေခံဥပဒေအချုပ်ပိုင်းကိုရပ်ဆိုင်ပြီးနိုင်ငံတော်ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကိုစတင်မယ်လို့ပြောပါတယ်။ရန် ဒရီယာနီယာကထို့အပြင်2010ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာဖွဲ့စည်းထားတဲ့အဖွဲ့အစည်းအားလုံးဟာယခုအသစ်ပြုပြင်ပြောင်းလဲရေးကိုမလိုက်နာပါကရပ်ဆိုင်လိုက်ပြီးဖြစ်တယ်လို့ဆိုပါတယ်သူကအေးလှုပ်ဆောင်ချက်ကလူတုဒီမိုကရေစီတောင်းဆိုမှုအစိုးရအပေါ်ယုံကြည်မှုနဲ့တရားမျှတမှုနဲ့ရိုးသားမှုရှိတဲ့စနစ်တစ်ခုအတွက်တောင်းဆိုမှုကိုပြင်ဆင်ရဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။သူကစီနိတ်ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးနိုင်ငံတော်ရွေးကောက်ပွဲကော်မရှင် အစစ်မြစ်ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး HCC နဲ့ဒီမိုကရေစီအတွက်အစစ်မြစ်ကောင်စီတို့အားလုံးကိုရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ဆိုပါတယ်။မြို့သားလွတ်တော်တခုတည်းသာဆက်လက်လက်ပတ်မှာဖြစ်တယ်။2009ခုနှစ်မှာ စင်တူတဲ့အာနာပြောင်းလဲမှုတွေကြောင့်အာနာရရှိလာတဲ့တမရအန်ဒရီယာဂျယ်လီနာဟာယခုအခါထိုးထိုးသောအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။စစ်တမ်းရဲ့အစိုးရမှတရင်ရင်းမြစ်တွေကရိုက်တာတရင်ဌာနကို ရာဂျယ်လီနာဟာအော်တိုဘာ12ရက်မှာပြင်တစ်စစ်တပ်လေရင်ဖြင့်မာရာဒက်စကာမှတက်ခွာတော်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။သူဟာပါလီမန်မှာ သူ့ကိုဖယ်ရှားရန်မဲခွဲဆုံးဖြတ်မှုမတိုင်မီရပ်ပိုင်းလို့မှာပဲတက်ခွာတော်ခဲ့ပါတယ်။အော်တိုဘာ17ရက်မှာဂျယ်လီနာဟာအွန်လိုင်းမှာမှတ်တမ်းတင်ထားတဲ့ဗီဒီယိုတစ်ခုမှာပေါ်ထွက်လာခဲ့ပါတယ်။သူကလူများဒီသူ့ကိုအင်အားသုံးရဖယ်ရှားရန်စူးစမ်းနေတဲ့ကြောင်း ၎င်းအသက်ကိုကာကွယ်၍လုံခြုံတဲ့နေရာတို့ပြောင်းရွှေ့ခဲ့တယ်လို့ဆိုပါတယ်။သူကစတင်မှာ25ရက်မှစ၍ကျွန်တော်တို့တပ်ဖြတ်ပြီးအာဏာသိမ်းရန်အမှန်တကယ်စီစဉ်များရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။သူကအခြားအာဖရိကသမ္မတများကစစ်သားများပေးပို့ရန်ကန့်လန့်ခဲ့တော့လေ၎င်းဟာမလာကာစီလူမျိုးတံပိုးများနဲ့ဆန့်ကျင်တဲ့အတွက်ကြောင့်သူကညှင်းပယ်ခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ကလူငယ်များဥဆောင်တဲ့၃ဘတ်ကြာစနာပြပွဲမူကြီးပြီးတဲ့နောက်မှာလှုပ်ဆောင်ခဲ့ပါတယ်။ အီလူငယ်တွေကကပဂျန်စီစနပြလှူရှာမှုတစိတပိုင်းဖြစ်ပါတယ်စနပြမှုတွေကစက်တင်ဘာ25ရက်မှာလက်စစ်တအားနဲ့ရေပြတ်တောက်မှုတွေကြောင့်စတင်ခဲ့ပါတယ်မကြာမီ၎င်းတို့ဟာအချင်းဖြတ်ကြဆောင်မှုအလုံးလက်မဲ့မှုငွေကြေးဖောင်းပွားမှုနဲ့ခေါင်းဆောင်မှုမအောင်မြင်မှုတွေကိုစန့်ကျင်တဲ့ပုံမှန်ကြီးမားတဲ့စနပြမှုတွေဖြစ်လာခဲ့ပါတယ်စနပြတူတွေကကျွန်တော်တို့ကလေးတွေ မောင်မိုက်ထဲမှာစတင်နေရပါကကျွန်တို့နိုင်ငံအနာဂတ်ဘာဖြစ်မလဲလို့ဆိုခဲ့ကြပါတယ်။၎င်းတို့ကတီးလင်္ကာနဲ့ညီပေါ်မှာရှိတဲ့လှုပ်ရှားမှုများမှလှုပ်ဆောင်မှုရရှိခဲ့ပါတယ်။မြို့တော်အန်တနာနာရီဘိုမှာတောင်းနဲ့ချီတဲ့လူထုဟာကြီးမားတဲ့ပြောင်းလဲမှုကိုတောင်းဆိုရင်းစုဝေးခဲ့ကြပါတယ်။အလက်ပြောင်းဖြစ်လာဒီမှာကက်ဆက်တာတပ်ဖွဲ့မှစစ်သားတွေကတမနာကိုထောက်ခံရန်ငင်းဆန်ခဲ့တဲ့အခါဖြစ်ပါတယ်။၎င်းတို့ကစစ်သားပြတ်သူတွေကိုဖိကတ်ခြင်းမပြုခဲ့ပါဘူး။ အဲ့ဒီနောက်၎င်းတို့ကဆန္ဒပြသူတွေကိုအ धिक မြို့တော်ရှင်ပြည်တို့ဝင်ရောက်ရန်ကူညီပေးခဲ့ပြီးအရေးကြီးတဲ့လုံခြုံရေးရုံးတွေကိုထိန်းချုပ်ခဲ့ပါတယ်။၎င်းတို့ကစစ်တပ်နဲ့ရဲတပ်ဖွဲ့ခေါင်းဆောင်တွေကိုလူတစ်များဖြင့်အစာထိုးခဲ့တယ်။စစ်တပ်က၎င်းဟာအနာသိမ့်မှုမဟုတ်ဘူးဆိုတော့လည်း၎င်းတို့လှုပ်ဆောင်ချက်များဟာအနာသိမ့်မှုဖြစ်ကြောင်းပြတ်သားပါတယ်။အော်တိုဘလာ၁၄ရက်မှာပါလီမန်ကသမရယာဂျလီနာကိုဖယ်ရှားရန် မဲခွဲဆုံးဖြတ်ခဲ့ပါတယ်၎င်းတို့ကသူအားဖွဲ့စည်းပုံခြေခံဥပဒေကိုချိုးပေါက်ခဲ့ပြီးအများပြည်သူပိုင်ခွင့်ကိုကိုကျိုးအတွက်အသုံးပြုခဲ့ပြီးနိုင်ငံကိုပိုင်းခြားခဲ့တယ်လို့ဆိုတယ်၎င်းတို့ကဤသို့ကြေညာခဲ့ပါတယ်သူရွေးကောက်တင်မြောက်ခံရပြီးကြတဲ့ကမစ္စတာအန်ဒရီယာဂျာလီနာသမ္မတယာဒူကုံတိတ်ကာကိုထိခိုက်စေတဲ့လှုပ်ရှားတွေကိုပြုလုပ်ခဲ့တယ်သူဟာသူကိုပိုင်တဲ့နိုင်ငံရဲ့အကျိုးစီးပွားရေးကိုရောနှောခဲ့တယ်သူကအများပြည်သူပိုင်တ ။တရားစတတွေကိုကိုပိုင်အကျိုးအတွက်အသုံးပြုခဲ့တယ်။ပွဲစီပေါ်ခြေကဥပဒေပိုင်း40တမ1အရာ မြို့သားလွတ်တော်ကသူ့ကိုအပြစ်အဖြေရှာရန်ဆုံးဖြတ်ခဲ့ပါတယ်။ရာဂျယ်လီနာဟာလွတ်တော်အောက်လွတ်တော်ကိုဖက်ဖြတ်သိမ်းရန်စူးစမ်းခဲ့တော်လဲအတိုက်ခံကောဆောင်များက၎င်းဟာတရားမဝင်ဟုဆိုခဲ့ပါတယ်။မြို့သားလွတ်တော်ဦးတာကသူ့ကိုဘယ်တော့အခါမှမတိုင်ပင်ခဲ့တယ်လို့အကြောင်းကြားခံရခြင်းလည်းမရှိလို့ဆိုခဲ့ပါတယ်။ ယခုအခါယာယီဆိုရတဲ့စတင်လက်ပနေချိန်မှာပြည်သူများစွာဟာတရားမျှတမှုနဲ့အမှန်တကယ်ပြုပြင်ပြောင်းလဲမှုကိုလိုလားနေကြပါတယ်။အန်တနာနာရာရီပိုမှာရှိတဲ့မြို့တော်ကမ္ဘာအပြင်ဘက်မှာလူများဟာဆက်လက်ဆန္ဒပြနေကြပါတယ်။၎င်းတို့ဟာယာဂျလီနာအနာတိတ်မှုဖြစ်တယ်လို့ပြောဆိုမှုကိုမယုံကြည်ကြပါဘူး။၎င်းတို့ကသူဟာ၎င်းတာဝန်ယူမှုမှလွတ်မြောက်ရန်စူးစမ်းနေတယ်လို့ဆိုတဲ့ဆန္ဒပြသူအချို့က ပြင်သစ်ကသူ့ကိုနိုင်ငံမှထွက်ခွာရန်ကူညီပေးခဲ့တယ်လို့ဆိုပါတယ်။၎င်းတို့ကအာဏာသိမ်းမှုမဟုတ်ပဲလူထုလွတ်လပ်စွာပြောဆိုခွင့်အတွက်တောင်းဆိုမှုဖြစ်တယ်လို့ဆိုတယ်။လူများဟာ၎င်းတို့ဒေါ်တာထွက်မှုကိုမတူညီသောနှိမ့်နှံတွေနဲ့ဖော်ပြနေကြပါတယ်။၎င်းတို့ကအဆောင်တွေကိုတည်ဆောင်လာကြပြီးတည်ဆုံသွားတဲ့ဆန္ဒပြသူများတပ်ပေါ်တွေကိုပြသကြပြီးတရားမျှတမှုကိုတောင်းဆိုတဲ့စံပုတ်တွေကိုကယ်ဆောင်ထားကြပါတယ်။ကုရတဘကကအနည်းဆုံးလူ22ဦးတည်ဆုံခဲ့ပြီးတရားကြော တရားရရှိခဲ့တယ်လို့ဆိုပါတယ်။အစိုးရဟောင်းကဒိုနဘာများမမှန်ကန်ဟုဆိုခဲ့ပါတယ်။ဘုံမူကြီးရန်ဒီနာရန်ဒီယာနီယာကယာယီအစိုးရဟာနနစ်တမမို့ဒိုတက်နေတဲ့ကလာအထိတရှိမယ်လို့ဆိုတယ်။ဒိုကလာအတွင်း၎င်းတို့ကဖွဲ့စည်းပုံအခြေခံဥပဒေတည်တစ်ခုပြုလုပ်ရန်နိုင်ငံလုံးဆိုင်ရာမဲပေးပွဲတစ်ခုကျင်းပပြီးရွေးကောက်ပွဲတွေကိုစီစဉ်ပြန်ဖြစ်တယ်။သူကစီစဉ်တဲ့မှာအောက်ပါရတွေပါဝင်မယ်လို့စင်ပြခဲ့ပါတယ်။ နိုင်ငံတော်ခေါင်းဆောင်တဦးဦးဦးဆောင်တဲ့ယာယီဆိုရလက်ရှိအမျိုးသားလွတ်တော်ပြုပြင်ပြောင်းလဲရင်းနဲ့တရားမျှတမှုအတွက်အထူးတရားရုံးဒါပေမဲ့ယခုချိန်မှာအရသာခေါင်းဆောင်မရှိသေးတယ်လို့နိုင်ငံဟာဆက်လက်ပိုင်းခြားနေဆဲဖြစ်ပါတယ်နောက်ထပ်ဘာဖြစ်မယ်ဆိုတာမြေတူမသိပါဘူးဘတ်ဒါကတ်စကာဟာ1969ခုနှစ်မှာပြင်သစ်မှလွတ်လာရေးရရှိခဲ့ပြီးကြတဲ့ကစစ်တပ်ဟာအာဏာသိမ်းမှုများစွာ ပြုလုပ်ခဲ့ပါတယ်။အခြေအနေတင့်မှာဒီမိုကရေစီကိုယူဆောင်လာမလား ဒါမှမဟုတ်မတည်ငြိမ်မှုပုံမဖြစ်ပေါ်လာမလားဆိုတာကိုမြေဒီမှမသိပါဘူးပရကတ်စကာဟာယခုအခါနိုင်ငံရေးပြောင်းလဲမှုနောက်ထပ်အခန်းတစ်ခုကိုဝင်ရောက်နေပါပြီလူထုနဲ့ကဘာကြီးကစစ်တပ်ဟာ၎င်းဂရိတွေကိုထိမ့်သိမ်းပြီးလွတ်လပ်သောရွေးကောက်ပွဲများဖြင့်အယတာများထံအာဏာပြန်လဲလွဲပြောင်းပေးမီလားကိုစောင့်ကြည့်နေကြပါတယ်ယခုအချိန်မှာအန်တနာနာရီဗိုလမ်းများမှာ တင်းမာနေတော့လဲပုံမကောင်းမောင်တဲ့အနာဂတ်ကိုလိုလားတဲ့လူငယ်များဖြစ်ပြင်းနေနေပါတယ်။